်မင်္ဂလာပါရှင်2024ခုနှစ်အောက်တိုဘာလ17ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကမြို့လိုက်ရသွင်းခဲ့တဲ့မှတ်သားဝင်ရာမူရည်ချင်းများမှာ6မြို့မှာတိတသမ6ခွန်လက်မခန်းဒီမြို့မှာတိတသမခွန်3လက်မတရအူးလေကြောင်းမိုးလေဝသမှာတိတသမ6 9လက်မ ရေဦးမြို့မှာတည်တသမား9ခွန်လက်မမင်းခင်မြို့နဲ့ကမ်းဘလူမြို့တို့မှာတည်တသမား9လေးလက်မစီဇောင်းတူမြို့မှာတည်တသမား3ရှစ်လက်မမြင်းမူမြို့မှာတည်တသမား1ရှစ်လက်မရိုင်းလင်းမြို့မှာတည်တသမား1လေးလက်မနဲ့စင်ကိုင်းမြို့မှာတည်တသမား1နှစ်လက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီနေ့နေ့လေတနအိခွဲချိန်မူလဝတ္တဂျိုးမှုမှဖမ်းရရှိတဲ့ပုံအရ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တိတမတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်မှာ တိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းမျက်စိလက်ခြင်းနဲ့မိုးသီးကြွေးခြင်းစတဲ့မူလဝတ္ထဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်မှာတိမ်သစ်သစ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေသာအခြေအနေပြပုံအရမုံတမခွေမွန်တနင်္သာရီကင်မရာတစ်လျှောက်မှာမုတ်တုံလေးအားနေနေပါတယ်။အခုဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်အခြေအနေများကိုတင်ပြပါမယ်ရှင်။ မင်္ဂလာပင်လယ်ဟောအချိန်ဒီမှာမင်္ဂလာပင်လယ်ဟောအရှိမြောက်ပိုင်းနဲ့အရှိလယ်ပိုင်းတို့မှာတိန်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်ဟောတို့မှာမုတ်တုံလေးအားနေနေပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနှဲငယ်မှအတင်းတင်းရှိပါမယ်လှိုင်းမြင့်မှာမြမကန်ရွယ်တဲ့တစ်ချောင်းနဲ့ကန်းလွယ်ပင်လယ်ပြင်တို့မှာ၃ပေမှ၆ပေခန့်ရှိနိုင်ပါတယ်မနေ့ပြမနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့ရခိုင်ပြည်နယ်မှာတိန်အတင်းတင်းဖြစ်ထွန်းပြီး တနင်္သာရီတိုင်းဒေသကြီးမှာနေရာအနှံ့ပြကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထချုံရွာပါမယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ီးထွားတဲ့အတွက်မနှက်ဖြတ်မနှက်အထိမိုးလေးဝသချင်းဒီခံမှန်းချက်မှာနေသားချင်းရှိပြီးမိုးထစ်ချုံရင်နေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါတယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆက်စီရဲ့95ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီးတစ်ဝက်အတွက်မနှက်ဖြတ်မနှက်အထိမိုးလေဝသချင်းဒီခံမှန်းချက်မှာတိမ်တိမ်ဖြစ်ထွန်းပြီးမိုးထစ်ချုံရင်နေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါတယ်။ အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီရဲ့95ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတစ်ဝက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသချင်းဤခမန်းချက်မှာနေသားချင်းရှိပြီးမိုးထချုံရည်နေရာကွက်ကြားမိုးနှဲငယ်ရွာနိုင်ပါတယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီရဲ့68ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားနဲ့နေပါမယ်။လာမယ့်စနေတနင်္ဂနွေအားလည်းများအတွက်မူလီဝတအခမ်းမန်းချက်များအနည်းငယ်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်တိုင်းဒေသကြီးမှာနေရာကျဲကျဲမိုးထစ်ချုံရွာပါမယ် မန္တလေးတိုင်းဒေသကြီးမှာနေရာစိတ်စိတ်မိုးထချုံရွာပါမယ်။မြင်းကလင်းတည်းအနေနဲ့ကတော့ဒီကနေ့မနက်မြမစံတော်ချိန်7:00နာရီ10မိနစ်56စက္ကန့်အချိန်မှာကမ်ဘလူးမြင်းကလင်းစခန်းမှာအရှိတောင်ဘက်35မိုင်ခန့်ကောက်ရေးတဲ့မြမနိုင်ငံပြည်တွင်းတပေချင်းမျိုးရဲ့အနောက်တောင်ဘက်9မိုင်ခန့်အကွာမြောက်လက်တီတွေ့22.85ဒီဂရီအရှိလောင်တီတွေ့65.61ဒီဂရီ အနက်30ကီလိုမီတာကိုဗဟိုပြူပြီးအင်အားရတာစကေ9.3အဆင့်ရှိအင်အားအသင့်တင့်ရှိတဲ့မြင်းကလင်းတစ်ခုလှူရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုဆက်လက်ပြီး2024ခုနှစ်အောက်တိုဘာလဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာလေပြင်းနဲ့ရေဝင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပူမိုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူကိုရောက်ရှိနိုင်ပါတယ်။အနောက်တောင်ဘူးတုံလင်ဟာ2024ခုနှစ်အောက်တိုဘာလ17ရက်နေ့မှ15ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာသွားပွဲရရှိပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလီအားနှဲငယ်ရှိနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အစ်တစ်မှတိတ်ထူးထက်နိုင်ပါတယ်။ မိုးရသွန်းမှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြဲထက်ပိုနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာရွာသွန်းမြဲခန့်မိုးထချုံရွာနိုင်ပါတယ်။မိုးရရဲ့များအနည်းနဲ့ကလည်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာ၄ရက်မှ၆ရက်ခန့်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ9ရက်မှ9ရက်ခန့်မိုးထချုံရွာနိုင်ပါတယ်။မြေရေချီနေခံမှန်းချက်များအနည်းငယ်ကလည်း2024ခုနှစ်အောက်တိုဘာလဒုတိယဆယ်ရက်ပတ်အတွင်းအေယာဝတီမြေဟာမြကြီးနားမြို့၊ဗမော်မြို့၊ရွှေကူမြို့ကတားမြို့တပိတ်ချင်းမြို့မန္တလေးမြို့သခိုင်းမြို့နဲ့မြင်းမှုမြို့တို့မှာ၃ဖေမှ၅ဖေခန့်လက်ရှိမမများအောင်ကြာဆင်းလာနိုင်ပြီးပခုတ်ကူမြို့ညာဦးမြို့ ချောင်းမြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်သာမြို့ဟင်းသာမြို့နဲ့ဇလွန်မြို့တို့မှာတပေခွဲမှနှစ်ပေခန့်လက်ရှိမြေများအထက်မြင့်တက်လာနိုင်ပါတယ်။ချင်းတွင်းမြေဟာလည်းခန်းဒီမြို့ဟုံမလင်းမြို့ဖောင်းပြင်းမြို့မော်လိုင်းမြို့ကလေးဝါမြို့မင်းကြီးမြို့ကဏီမျိုးနဲ့မုံရမျိုးတို့မှာ၅ပေမှ9ပေကလက်ရှိမမများအောင်ကြာဆင်းလာနိုင်ပါတယ်။ မြေတာမြေရာ ကလေးမြို့မှာလေးပေခန့်ဒုံထောင်ရီမြေရာတီဘောမြို့ရွှေဆိုင်ရံနဲ့မြင့်ငယ်မြို့တို့မှာတပေမ၃ပေခန့်စစ်တောင်းမြေရာတောင်ငူမြို့နဲ့မန်းတောင်မြို့တို့မှာတပေမ၂ပေခန့်ရွှေကျင်မြေရာရွှေကျင်မြို့မှာတပေခန့်ဘကိုးမြေရာဇောင်းတူမြို့နဲ့ဘကိုးမြို့တို့မှာ၂ပေမ၃ပေခန့်တောင်ရင်မြေရာမြောက်ရီမြို့မှာ၂ပေခန့်ဘီလင်းမြေရာ ဘီလင်းမြို့မှာနှစ်ပေခန့်လက်ရှိမများအောက်ကြာဆင်းလာနိုင်ပြီးတန်လွင်မြေဟာဖန်အံမြို့မှာတပေခန့်ငဝေမြေဟာငတိုင်းချောင်းမြို့၊ကာပေါင်းမြို့နဲ့ပသိမ်မြို့တို့မှာပေဝက်မှတပေခန့်တိုးမြေဟာမအူပင်မြို့မှာပေဝက်ခန့်လက်ရှိမများအထက်မြင့်တက်လာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နေ့အခြေထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဝေဒသတင်းများနဲ့ 2024ခုနှစ်အောက်တိုဘာလဒုတိယဆယ်ရက်ပတ်အတွက်မူလဝတ္တနယ်ဇလဗေဒခမန်းချက်များပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါသေးရှင်။